မိုးရော်တဲ့ညတညမိုးရသည်မှာတော့မိုးရေတဲထန်စွာရွာတော့နေတက်ပြီးတိမ်တိုက်တွေကလည်းအရှမ်းကိုလှပါလွန်ပါတယ်။တိမ်တွေကြားတဲ့ကစီစဉ်လာခဲ့တဲ့မိုးရေတွေကလူတွေရဲ့စိတ်နှလုံးကိုလည်းအေးချမ်းစေပါတယ်။မိုးရော့ပြီးသွားတဲ့အခါမှာရရှိတဲ့မြေကြီးရဲ့အနက်ဒါတွေကိုမကြိုက်တဲ့သူပဲသူတွေများရှိမှလဲ။ဒါပေမဲ့မိုးရသည်ကသူနဲ့အတူတူကြောက်စရာကောင်းပြီးမမေ့နိုင်တဲ့ဖြစ်ရပ်တစ်ခုကိုယူဆောင်လာခဲ့မယ်ဆိုရင် ကိုကဒီအခြေအနေကနေထွက်ပြေးခြင်းနဲ့ဆိုရင်တော့မှထွက်ပြေးဖို့အတွက်မဖြစ်နိုင်တော့ဘူးဆိုရင်ဒီပုံမြင်လေးကတော့ဆမီးဆိုတဲ့လူတယောက်ကိုရိုင်းကြုံတွေ့ကြရတဲ့ဖြည့်ရမှန်ဇလန်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။အဒီနေ့ညမှာတော့သူရုံကနေအိမ်ကိုပြန်လာနေခဲ့ပါတယ်။အဒီနေ့ကတော့သူကနှစ်ပတ်လည်နေလေးပဲဖြစ်ပါတယ်။ရုံကနေထွက်လာတာလည်းသူနောက်ကြပါတယ်။အိမ်မှာသူ့ရဲ့အမျိုးသမီးဖြစ်သူရီရှိမာကတော့သူပြန်ရောက်လာမယ့်အချိန်ကိုစောင့်မျှော်နေခဲ့ပါတယ်။ သူလည်းအလောက်ကောင်းနေစင်းတာနဲ့အိမ်ကိုပြန်ဖို့အတွက်အောက်ကိုစင်လာခဲ့ပြီးစိုက်ကဲကိုဆက်နှိုးပါရီဒီနေ့မှမှစိုက်ကဲကလည်းလုံးဝဆက်နှိုးလို့မရခဲ့ပါဘူးဒါကြောင့်သူကလည်းစိုက်ကဲကိုနှိုးဖို့အတွက်လက်လျှော့ပြီးကားဂိတ်ဘက်ကိုထွက်လာခဲ့လိုက်ပါတယ်ဒီအချိန်ဆလို့ရှင်တော့ဘတ်စ်ကားမှတ်တိုင်မှာကားရောက်လာမယ့်အချိန်ပဲအိမ်ကိုတော့ဒီနေ့ဘတ်စ်ကားနဲ့ပဲပြန်လိုက်တော့မယ်ဒါလည်းအဆင်ပြေတာပဲလေဘတ်စ်ကားမှတ်တိုင်ကိုရောက်ရှိသွားခဲ့တဲ့အခါမှာတော့ကောင်းကင်ပေါ်မှာမိုးတွေချိန်နေခဲ့ပါပြီ ကြီးနေတဲ့အချိန်ခဏအတွင်းမှာပဲမိုးတွေကလည်းတဲထန်စွာရွာသွန်းလာခဲ့တော့ကိုတွေ့ခဲ့ရပါတယ်။စမီးကလည်းအချိန်လေးကိုတီးပါတယ်။သူလည်းအရန်ကိုစိတ်ပြတ်သွားခဲ့တယ်။ဒါကြောင့်သူလည်းဘတ်စ်ကမှတ်တမ်းကိုအမြန်ဆုံးပြေးလာခဲ့ပြီးနောက်မှာတော့သူ့ရဲ့အိတ်လေးနဲ့သူ့ခေါင်းမစုပ်အောင်ဖုံးကွဲထားခဲ့ပါတယ်။စမီးရဲ့အဝတ်အစားကတော့လုံးဝကိုဆိုးရွှဲသွားခဲ့ပါပြီ။ဒီအချိန်မှာသူ့ကိုယ်ပေါ်ကိုရေတစမ်းမှကြောက်မလာတော့ပါဘူး။သူကလည်းဘေးပတ်ဝန်းကျင်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာသူ့ဘေးနားမှာလူတစ်ယောက်လာရပ်နေခဲ့ပါတယ်။ ဒီလိုကထီတစ်ချောင်းကင်ထားခဲ့ပြီးထီရဲ့တဖက်တစ်ချမ်းကိုတော့စမီးအပေါ်ကိုမိုးကောက်ပေးထားတာကိုတွေ့ခဲ့ရပါတယ်စမီးကတော့သူ့ကိုအကူအညီပေးတဲ့သူရှိသွားတဲ့အတွက်ကြောင့်မို့လို့ဝမ်းသာပျော်ရွှင်သွားခဲ့ရပါဘို့သူကလည်းအဲ့ဒီလူကိုကြည်ပြီးပြောင်းပြခဲ့ပါတယ်ဒီလူကတော့လက်မှလည်းလက်အိတ်တစ်ခုမျက်နှာမှာမြန်မာတလက်တက်ဆင်ထားခဲ့ပြီးခေါင်းမှာလည်းအုတ်ထုပ်အမဲအောင်တလုံးကိုဝတ်ဆင်ထားပါတယ်ဒါကြောင့်ပဲစမီးကတော့ဒီလူကိုကြည်လိုက်ရတာနည်းနည်းလေးထူးဆန်းနေတယ်လို့ခံစားခဲ့ရပါတယ် ဒီအချိန်မှာပဲအဲ့ဒီလူကတော့စမီးတကိုကြည်ပြီးပြောခဲ့ပါတယ်။ဒီနေရာကြီးကအထူးဆောင်လိုက်တာနော်။တချို့နေရာတွေမှာမိုးတဲထန်စွာရွာသွန်းနေပြီးတချို့နေရာတွေမှာကြာတော့၆တွေ့နေတယ်။ရှင်တန်ချင်းတွေကတစ်ဖက်မှာရှိနေခဲ့ပြီးတေဆုံချင်းတွေကလည်းရှိနေပြန်တယ်။စမီးကလည်းဘာပြောလို့ပြောရမယ်မသိတော့ပါဘူး။သူစီမဒီမေကွန်တွေအားလုံးအတွက်အပြေမရှိပါဘူး။ဒါကြောင့်သူကလည်းပြုံးပြီးတော့ခေါင်းပဲညှိပြလိုက်ပါတော့တယ်။ဒီအချိန်မှာပဲစမီးရဲ့ဖုန်းကအတန်မြည်လာခဲ့ပါတယ်။ သူကလည်းဖုန်းကင်ဖို့အတွက်သူ့ရဲ့အိတ်သေးကိုလက်နိုင်ပြီးဖုန်းကိုထုတ်ယူလိုက်ပါတယ်။ဖုန်းထုတ်ယူလိုက်တဲ့အချိန်မှာပဲသူလက်ကဖုန်းကချော်ထွက်သွားခဲ့ပြီးအောက်ကိုတတဲပြုတ်ကျသွားခဲ့ပါတယ်။စမီးကလည်းဖုန်းယူဖို့အတွက်ထိုင်ချလိုက်ပါတယ်။ဒီအချိန်မှာသူမြင်တွေ့ခဲ့ရတဲ့အရာကြောင့်သူလည်းအယံကိုလမ်းဖြန်သွားခဲ့ရပါတယ်။သူ့ရဲ့ဘေးနားမှာရက်နေခဲ့တဲ့လူကခြေထောက်တွေရှိမနေခဲ့ပါဘူး။သူမှခြေထောက်တွေရှိမနေခဲ့တဲ့လိုမျိုးသူ့ရဲ့ဖက်နှက်မှလည်းမရှိပါဘူး။ မသိရင်တော့ဒီလိုကလေပေါ်မှာပဲရပ်တန့်နေခဲ့သလိုပုံစံဖြစ်နေခဲ့ပါတယ်။ဆမီဒီရဲ့မျက်နှာအယောင်ကလည်းချက်ချင်းပဲပြောင်းလဲသွားခဲ့ပါတယ်။ဒီနောက်မှာတော့သူကဖုန်းကိုကောက်ကိုင်းခဲ့ပါတယ်။ဒီနောက်မှာတော့သူ့ရဲ့ဘေးနားတတဲမှာရပ်နေခဲ့တဲ့လူရဲ့ခြေထောက်တွေနဲ့ပတ်သက်ပြီးတော့လည်းသူစဉ်းစားနေခဲ့မိပါတယ်။ဆမီဒီကလည်းလမ်းဖြတ်နေခဲ့ပါပြီ။ဒါပေမဲ့သူကလောက်ရက်တိုင်းကိုဖြင်းညင်းစွာပဲလုပ်ခဲ့ပါတယ်။ဒီလိုရဲ့အနာကနေသူထွက်ခွာသွားဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ်။ သူကတဖက်ကိုလှည့်ကြည့်လိုက်တာနဲ့ဘတ်ကားမှတ်တိုင်းမှာလူတယောက်မှရှိမနေတော့တာကိုတွေ့ခဲ့ရပါတယ်။ဒီဘတ်ကားမှတ်တိုင်းမှာတော့အခုနောက်ခြေထောက်မရှိတဲ့သူနဲ့သူနဲ့နှစ်ယောက်တည်းပဲရှိနေခဲ့ရပါ။ဘေးနားမှာကားတစ်စီးမှလည်းရှိမနေခဲ့ပါဘူး။အခုအချိန်မှာတော့ဒီလူနဲ့စမီးတကလည်းဒီနေရာမှာဘယ်သူမှထပ်ပြီးရောမရှိပါဘူး။စမီးရဲ့အခြေအနေကလည်းအခုဆိုလို့ရှင်တော့ဆိုးရွားလွန်းနေခဲ့ပါပြီ။ကြည်နေရင်ကြည်နေနဲ့အပြင်မှာမိုးတွေကပိုးပြီးတဲထန်စွာရွာသွန်းလာခဲ့ပါတယ်။လေပြင်းတွေကလည်းတိုက်ခတ်လာခဲ့ပြီး မုံတိုင်းအသေးလေးတခုဝင်ရောက်လာသလိုခံစားရစီပါတယ်။လေပြင်းတွေတိုက်ခတ်နေခဲ့တဲ့အချိန်အခါအတွင်းမှာပဲဘတ်ကားမှတ်တိုင်းမှာရပ်နေတာဆိုလို့သူတို့ခင်ရောက်ပဲရှိပါတယ်။မိုးရေကလည်းတဲထန့်စွာရွာသွားနေခဲ့တဲ့အတွက်ကြောင့်မို့လို့ဘာတခုမှရှင်းရှင်းလင်းလင်းမမြင်ရပါဘူး။ဒီအနီးနားကနေဘတ်ကားဖြတ်သွားတာကိုလည်းသူမတွေ့ရသေးပါဘူး။ဒါကြောင့်စမီးကလည်းဖုန်းထုတ်ပြီးနောက်မှာတော့သူ့ရဲ့မိန်းမကိုအရင်ဆုံး message စာပို့ခဲ့ပါတယ်။ဒီနောက်သူရဲ့အခြေအနေကဘလောက်တောင်မှအခက်အခဲတွေ့နေရလဲဆိုတဲ့အကြောင်းလေးကိုလည်းပြောပြခဲ့ပြီး သူ့ရှိကိုအမြန်ဆုံးလာဖို့အတွက်ကိုလည်းခေါ်လိုက်ပါတယ်။သူ message ပို့နေခဲ့တဲ့အချိန်မှာပဲဘေးနာကလူကသူ့ကိုစကားစတင်ပြောလိုက်ပါတယ်။ရီရှိမောကိုဘာဖြစ်လို့ဒီကို ခေါ်နေရတာလဲဆမီရီရဲ့။သူ့ကိုဒီကိုခေါ်တာဘယ်ကောင်းပါမလဲ။သူ့ကိုဒီကိုခေါ်မနေတော့နဲ့သူ့အတွက်လည်းအဆင်ပြေမှာမဟုတ်ဘူး။သမီးတယောက်ဒီစကားသားကိုကြားခဲ့ရတဲ့အခါမှာအယံကိုတုံလှောက်ချောက်ချသွားခဲ့ပါရီ။ဒါကြောင့်သူကလည်းထီရဲ့အောက်ကနေချက်ချင်းထွက်ပြေးသွားခဲ့ပြီးလမ်းရဲ့တစ်ဖက်တစ်ချက်ထိကိုဖြတ်ပြေးသွားခဲ့ပါရီ။ သူကအနောက်ကိုလုံးဝလှဲမကြည့်ခဲ့ပါဘူး။ရှေ့ကိုပဲစတိုင်းပြေးနေခဲ့ပါတယ်။အရီလူကိုလုံးဝလှဲမကြည့်ဘဲနဲ့အရီလူရဲ့အရန်ဝေးကွာသွားတယ်လို့ထင်ရတဲ့အချိန်ထိကိုထွက်ပြေးနေခဲ့ရပါ။ပြေးနေရင်ပြေးနေနဲ့အရန်ကိုခတ်ဝေးတနေရာကိုရောက်ရှိသွားခဲ့ပါပြီ။သူလည်းတော်တော်လေးကိုမောပန်းနေခဲ့ပါတယ်။ဒါကြောင့်စမီးကလည်းလမ်းမေးမှထထားတဲ့ခုံတန်းလေးပေါ်မှာထိုင်ချလိုက်ပါတယ်။သူအရန်ကိုမောဟိုင်းနေခဲ့ပါတယ်။ဒါကြောင့်ခဏလေးထိုင်ပြီးအစဉ်ပြေးသွားအောင်အမောဖြည့်နေခဲ့ရပါ။ ဒီအချိန်မှာပဲသူ့ပေါ်ကိုကြာနေခဲ့တဲ့မိုးရီဇက်တွေက ပြန်ပြီးတော့တိတ်သွားခဲ့ပြန်ပါတယ်။သူ့ပေါ်ကိုမိုးရီဇက်တွေမကြားလာတော့တဲ့အခါမှာတော့ဆမီးကလည်းဘေးနားကိုလှဲကြည့်လိုက်တဲ့အချိန်မှာအခုနောက်ထီးနေသူကသူ့နာမပြန်လာရက်နေရကိုတွေ့ခဲ့ရပါတယ်။ဒါကိုတွေ့မြင်ခဲ့ရတဲ့အခါမှာဆမီးလည်းအရန်ကိုလမ်းဖြန်းခဲ့ပြီးအတန်အကျဲကြီးနဲ့အော်ဟစ်လိုက်ပါတယ်။သူလည်းကြောက်လန့်တကြားနဲ့အဲ့ဒီနေရာကနေလမ်းမပေါ်ကိုပြန်ပြေးခဲ့ပြန်ပါတယ်။မိုးတွေကလည်းတဲထန်စွာရွာတော်နေခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပိတ်မောင်နေခဲ့ပါတယ်။ ကောင်းကင်ဘော်ကမိုးချိန်တန်တွေကစမီးရဲ့အော်တန်ကို ဖုံးလွှမ်းသွားခဲ့ပါတယ်။ခတ်ဝေတနေရကိုရောက်ရှိလာခဲ့တဲ့အခါမှာစမီးတယောက်ထပ်ပြီးတော့မပြေးနိုင်တော့ပါဘူး။ဒါကြောင့်သူကလည်းခဏလေးနားဖို့အတွက်စဉ်းစားခဲ့ပါတယ်။သူခဏလေးနားလိုက်တဲ့အချိန်မှာပဲအနောက်ကိုတစ်ခေါက်ပြန်လှည့်ကြည့်ခဲ့ပါတယ်။သူလည်းမမောပပန်းနဲ့အနောက်ကနေအရှိကိုပြန်ကြည့်ခဲ့တဲ့အခါမှာတော့အတန်အကျဲကြီးနဲ့မိုးချိန်လာခဲ့ပါတယ်။မိုးချိန်တန်နဲ့အတူတူအခုနောက်လူကိုလမ်းလေကောင်ကြီးမှသူ့ပြန်လဲတွေ့ခဲ့ရပါတယ်။ အခုအချိန်မှာတော့သူရဲ့ခန္ဓာကိုယ်တဝက်ကသာလေထဲမှာလွင်မြောနေအောင်ကိုတွေးခဲ့ရပါတယ်။သူကသမီးကိုကြည့်ပြီးပြုံးပြခဲ့ပါတယ်။ခဏနေတော့သူကတတ်ထားတဲ့မျက်မှန်ကိုလည်းချွတ်ပြစ်ခဲ့ပါတယ်။အရီလူရဲ့မျက်လုံးကတော့လုံးဝကိုမဲမောက်နေခဲ့ပါတယ်။မျက်လုံးတဲကနေကြောက်စရာကောင်းအောင်သွေးတွေကလည်းထွက်နေခဲ့ပါတယ်။ဒီအချိန်မှာပဲသမီးတယောက်အနောက်ကနေဘတ်ကားဟွန်တန်ကိုကြားခဲ့ရပါတယ်။သမီးကလည်းအနောက်ကိုလဲကြည့်လိုက်တဲ့အချိန်မှာအနောက်ကနေဘတ်ကားတစီလာနေအောင်ကိုတွေးခဲ့ရပါတယ်။ ရုတ်တရက်ပဲလူတွေအများကြီးကလည်းအုတ်လိုက်ကြီးဘတ်စကဘတ်ကိုရောက်လာတာကိုတွေ့ခဲ့ရပါတယ်။ဆမီးကလည်းသူ့အသက်သူကဲတင်ဖို့အတွက်နောက်ထပ်ဘာနီလန်တခုကိုမှမတွေ့တော့ပါဘူး။ဒါကြောင့်သူကလည်းအမြန်ဆုံးဘတ်စကဘတ်ကိုထွက်ပြေးလာခဲ့လိုက်ပါတယ်။ဘတ်စကရလိုက်တဲ့အချိန်မှာပဲလူတွေအကုန်လုံးကကားဘော့ကိုတက်ဖို့အတွက်ဒိုးဝေးရောက်လာခဲ့ကြပါတယ်။လူတွေဒိုးဝေးနေတဲ့ခြေထဲမှာဆမီးကလည်းရောက်အောင်လို့အမြန်ဆုံးကားဘော့တက်ခဲ့ပါတယ်။သူလည်းလူအုပ်ခြေထဲမှာရုတ်တရက်ပြုတ်ကျသွားခဲ့ပြီး လူတွေကသူ့ကိုတန်နေသွားခဲ့ကြပေမဲ့စမီးတီတယောက်ဘာမှမလုပ်နိုင်ခဲ့ပါဘူးဘတ်စကားဆရာကလည်းလူတွေအရန်ကိုတိုးနေခဲ့တဲ့အတွက်ကြောင့်မို့လို့ကားကိုရှေ့ကိုနည်းနည်းလေးဆွဲလိုက်ပါတယ်ဒီအချိန်မှာပဲစမီးရဲ့ခန္ဓာကိုယ်တဝက်ကိုကားကတက်ချိန်မိသွားခဲ့ပါတယ်စမီးလည်းအော်ဟစ်ရောင်ကလွဲလို့ဘာမှဆက်ပြီးမလုပ်နိုင်တော့ပါဘူးဒီချိန်မှာရီရှိမာကလည်းတယောက်ကြပြောတဲ့နေရာကိုကားငှားပြီးအမြန်အပြေးရောက်ရှိလာခဲ့ပါတယ် တယောက်ကြတယောက်လမ်းမအလေးမှာပြောက်ကြပြီးသွေးတွေနဲ့လူနေအောင်ကိုတွေးခဲ့ရပါတယ်။အနီးနားပတ်ဝန်းကျင်မှာဘယ်သူမှလည်းရှိမနေခဲ့ပါဘူး။ရေရှိမားကလည်းတယောက်ကြဆမီးကိုအမြန်ဆုံးဇေယုံကိုခေါ်သွားပေးခဲ့ပါတယ်။ဆမီးဇေယုံကိုရောက်ပြီးစေကူတာမှုခံယူခဲ့လိုက်တဲ့အချိန်မှာတော့သူ့အသက်တော့ရှင်သွားခဲ့ပါတယ်။ဒါပေမဲ့ဆမီးသူ့ရဲ့ခြေထောက်တွေကိုအမြဲတမ်းအတွက်ဆုံးရှုံးသွားခဲ့ရပါတယ်။အခုဆိုရင်တော့သူ့ဘဝမှာဘယ်တော့မှလမ်းပြန်ရှောင်းနိုင်တော့မှမဟုတ်ပါဘူး။ ။သမီးကလည်းအရင်နေ့ညကသူ့ကြုံတွေ့ခံစားခဲ့ရတဲ့ကိစ္စတွေအားလုံးပြောပြခဲ့ပါရယ်။သူပြောပြတဲ့စကားတွေကိုယုံကြည်တဲ့သူပဲသူမှမရှိပါဘူး။ဒါပေမဲ့ဒီဘတ်ကမှတ်တိုင်မှာကြုံတွေ့ခဲ့ရတဲ့တရင်တပုတ်ကိုသူ့ရဲ့မိန်းမဖတ်ခဲ့ရတဲ့အခါမှာတော့အံ့အားသင့်သွားခဲ့ပါရယ်။လွန်ခဲ့တဲ့၁၀နှစ်အရင်ကဒီပုံစံအတိုင်းပဲလူတယောက်သေဆုံးသွားခဲ့ရတာပါ။ဒါကြောင့်အရင်နှစ်ကစားပြီး၂၀နှစ်တိုင်းမိုးရသည့်ဆိုလို့ရှိရင်တော့မိုးတွေသေးနေတဲ့တညမှာတယောက်ယောက်ကတော့တားကောင်ဖြစ်ရပါတယ်။ လူတွေအကုန်လုံးကလည်းရဲတွေလာပြီးတော့မေးမြန်းခဲ့တဲ့အချိန်မှာကြောက်စရာကောင်းတဲ့မျက်လုံးအမဲကြီးနဲ့လူအချောင်းကိုသာပြောပြခဲ့ကြပါတယ်။ဒါကြောင့်ရီရှိမားကလည်းနားလည်သွားခဲ့ပါတယ်။သူယောက်ျားဆမီကိုရိုင်းကလည်းမျက်လုံးအမဲနဲ့လူရဲ့သားကောင်ဖြစ်ခဲ့ရတယ်ဆိုတာကိုပါနှစ်နေငယ်ကြာမြင့်သွားခဲ့တဲ့အခါမှာဆမီကလည်းတတော်လေးစိတ်ကြယောဂဝေဒနာကိုအပြင်းထန်ခံစားခဲ့ရတဲ့အတွက်ကြောင့်မလို့ကွယ်လွန်သွားခဲ့ပါတယ်။ ဒီနောက်နေ့စဉ်နေ့တိုင်းမိုးသေးနေတဲ့နေရက်တွေဆိုရင်တော့ရီရှိမာကဘတ်ကားမှတ်တိုင်းမှာတယောက်တည်းအမြဲတမ်းသွားဆောင်နေလေးရှိပါတယ်။အကယ်၍များအကယ်၍များပေါ့အဲ့ဒီမျိုးလုံးအမဲရောက်နေသူနဲ့သူများတွေ့ဆုံခွင့်ရမလားဆိုတဲ့မျှော်လင့်ချက်လေးနေပါ။ရီရှိမာကတော့အဲ့ဒီမျိုးလုံးအမဲနဲ့သူကလည်းသူတို့အားလုံးတည်းကဖြစ်ရမယ်လို့မျှော်လင့်နေကြတာပါ။သူလည်းလူအုပ်ချားထဲမှာပဲကားပေါ်မှာတပ်ဖို့တိုးဝင်နေရင်လည်းကွဲလွန်သွားကြရလား။ ပြီးတော့သူကအခုချိန်မှာအားလုံးကိုလက်စားချေနေခဲ့ရဖြစ်ရမယ်။ရရှိမာကတော့ယောက်ျားဖြစ်သူကိုဆုံရှုံခဲ့ရတဲ့အတွက်အရန်ကိုဝမ်းနေနေခဲ့ပါတယ်။သူကလည်းမျက်လုံးအမဲရောက်နေသူကိုတွေ့ရင်မေးမယ်လို့ဆုံးဖြတ်ထားပါတယ်။ဘာကြောင့်များအခုလိုလုပ်ခဲ့ရတာလဲ။ဒါပေမဲ့ရရှိမာကတော့ဒီနေ့အထိအဲ့ဒီလူကိုဘယ်မှမရှာမတွေ့ခဲ့ပါဘူး။တရားတာတွေ့မယ်လို့လည်းမထင်ပါဘူး။ပရိသတ်ကြီးရောဘလို့ထင်ပါသလဲ။အဲ့ဒီလူကဘသူလဲ။ဘာဖြစ်လို့အဲ့ဒီလူကဆမီးတကိုရွေးချယ်ခဲ့ရတာလဲ။